ဒုက္ခရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမကတော့ဒုက္ခရဲ့ဝိုင်းတော်သားတူဖြစ်တဲ့ဟိဆယ်ပဲဖြစ်ပါတယ်။ကျမအခုဖတ်ပြပေးမှာကတော့ဆရာမကြီး ခင်နေယူရေးသားထားတဲ့မောင်းကို လွမ်းတော်ဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်။မောင်းကိုလွမ်းတော် ွေးသည်အမေကိုလှမ်း၍ကြည်၏ခုချိန်ရောက်လင်အမေသည်သူ့ကြောင့်ရှိရာရွာအပြင်သို့ သွားပေလိမ့်မည်ကြောင်ပဒဝန်အတွင်ဝင်ရွယ်ဆွေရွယ်မြေတို့ကိုလှဲခြင်းတုတ်တင်၍မြေဆွေတွင်ဟောင်းတွင် ဖြည့်၍ထားပေမည်မူမကြခင်အဖေပြိုးထားသောတရဲနှစ်ပင်နှင့်ဒန်းတလုံးပြိုးငါးပင်လောက်ကိုလည်းကြောင်တောင်ဘက်တွင်အဖေနှင့်အတူစိုက်ပေးအောင်တော်မည် သူအပြူပေါ်ဝင်စားအဖေဆိုင်ခဲ့တော့ကြောင်းနောင်မှပိန်နေပင်သည်လေယခုမူဦးတွင် ဖြိုင်ဖြိုင်တည်၍တကြောင်းလုံးလိုင်းလိုင်းစားရပေတော့မည်လေတိုက်လိုက်တိုင်းမိုးရေပေါက်တော့တဖြောက်ဖြောက်ကြွေကြလာတော့ခရီးပင်အောက်တွင် အမေဒီခရီးပန်းတို့ကို ကောက်ရွေများနေလိမ့်မလားယခင်ကအခုလိုအချိန်ဆိုရင်အမေနေခရီးကုန်းကို လာပစွာတည်ကြသည်ရေကန်နာတွင်ပွင့်နေကြသောငွေပန်းတို့ကိုလည်း ဘန်ကုံကလေးတဲသူခူး၍ထဲကြ၏။ကြောင်ဤအရှိတောင်ဘက်တွင် ရှိသောမြေဆိုင်ဇေဒီတွင် ခရီးပန်းဤငွေပန်းတို့ကိုကတ်လူပြီးမှကြောင်ကပြန်ခဲ့ကြသည်။ကြောင်မှာရွာတွင်သို့အဝင်လန်းသည်၊ကွေးဝိုက်နေပေမဲ့ကိုကိုဘေးများလမ်းဘေးတွင်စီ၍စိုက်ထားသောကြောင့်တာယာလှပေသည်။ကြာနေသည် ရွှေဝါရောင်တောက်၍ရွာလန်းလေးဘောတွင် သေးဝခင်ထားသလိုလှပနေပေလိမ့်မည်။ အမေသည်ရွှေဝါရောင်နေရောင်ကြီးအောက်တွင်ပဝါဗျူကို လောဘက်ထို၍နှုတ်မလဲမြတ်ဗုဒ္ဓဖရာသခင်၏နှုတ်ကပတ်တော်များကိုတွွွတ်ယူဆိုကအိမ်တို့ပြန်နေကြဖြစ်ပေသည်ညင်တို့တိုင်းသည်အပြူဖာဖာဖြစ်နေသောတမီးကိုပင် ကိုတိုင်းဆောင်းချုံပြီးပြီးမှအမေကအိတ်၏အမေ၏နေပုံထိုင်ပုံအေးချမ်းပုံများသည်ယခုလိုခွဲခွာနေရခြင်းတွင်တော်မှဒစိမ့်စိမ့်တွေ၍တမြင်မြင်ကြည်နူးဝေဖြစ်သည် အမေမြတာရှင်က အနာတွင်ရဝိုင်း၍တာတော့တာယာရှိလာပါတကားယခုအချိန်တွင် အမေသည်ကြံမကြံမပါလေစားနေကြီးပြိုစားတွင်စွန်းမချက်နိုင်ပါလေစားမြတ်ဗုဒ္ဓဖရာသခင်ဤနှုတ်ကပတ်တော်များကိုယခင်ကလိုရှိရှိလျားလျားရွတ်ဖတ်နိုင်ပါအောင်မီလားညနေသို့တိုင်းလင်းကြောင်းအရန်တွင်ဝဲ အမိုက်ရှင်၍ပန်းနှုတ်ကိုမှကောင်းနိုင်ပါသည်ဤလော ်ဇေဒီတော်ရှိတွင် စီမီတို့ကိုထုံညီ၍တပ်ပေတတာဝီနီယာတို့အားမေတ္တာမှပို့နိုင်ပါလေစာအမေကို လွန်၍လွန်၍လာသည်ချိန်တန်ရွယ်ရောက်တော့လေအမေကို ခွဲခွာ၍မောင်ရင်ခွင်သို့ဝင်ခဲ့ရသည်မှာဓမ္မရာပဲပဲလက်ထပ်ပြီးမှ အမေကိုချေရခြင်းနှင့်မောင်ကိုချေရခြင်းတို့ဤခံစားမှုကိုတပြေပြေတွေး၍လာသည် နည်းနည်းတို့တိုင်းလင်းအမေနှင့်အတူပြုခဲ့သည့်စွန်းတော်ရေချမ်းတို့ကိုမြတ်ဗုဒ္ဓဖရာသခင်ထံတွင်ကလူ၍အမေကို မြတ်တာပူရသည် အမေကျမ်းမာပါစေကြောင်းယခင်ကားလူကောင်းမှုကုသိုလ်အစုစုပြု၍အမေသည်တတောင့်တာယာချမ်းချမ်းမြင့်မြင့်နေနိုင်ပါစေကြောင်းဆုတောင်းရ၏ညာတို့တိုင်းတော်လဲပရိဒေသနာတော်တို့ကိုရုဖတ်တရေစေရင် အမေနေဒီလိုပင်ကုသိုလ်ပြုခဲ့သည်ဟု စိတ်ကိုဖြေရသည် ဒီတော့လေအမေကိုလွန်သော စိတ်မှပြည်သူလိုဖြစ်ရပြန်သည် ထွေးသည် အမေကိုလွန်ရပြီတကယ်တော့မောင်းကိုလည်းလွန်ရပါပြီတကားခုချိန်တိုင်းလေအဝေးရောက်မောင်းသည်သူ့ကိုများလွန်၍နေမိလားတို့ဒီမဟုတ်မင်း၍များနေမိလားအမေကိုရွာမှာထားရစ်၍မောင်းနောက်သို့လိုက်လာခြင်းများကို ထွေးကဒစိမ့်စိမ့်ပြန်လဲတွေးလာသည် လင်ဤနောက်သို့လိုက်ရခြင်းသည်အဝီဤကဒုက္ခငါးပါးတွင် တဘာပါသည့်အဖြစ်ကိုဘိုးကတော်ထွေက နားမလည်နိုင်ပြီကိုလင်သားနှင့်အတူနေရသည်ကိုဘာဖြစ်၍များဒုက္ခဟူ၍ဆိုပါသနည်းထွေသည်အညာကိုပြောင်းရွှေ့ရကလေးကပျော်ပျော်ရွှင်ရွှင်ဖြစ်ဖြစ်လက်လက်ဖြစ်လာပေသည် အမေနှင့်နေစဉ်ကမိဖို့မဝင်ခဲ့တော့လေယခုတော့မောင်ကြိုက်တတ်သော ဟင်းလေးများကိုကြိုစား၍ချက်ကြည့်ရသည် အမေထဲလိုက်သောထမင်းချက်ဟန်ကြပန်ကြချက်တီကိုသူကသဘောမကျနိုင်ပေ မောင်သည်မနဲ့ယုံမသွားခင်ကပင်ငမြင်ရင်ငပီကို မကြည်သည်စိန်တောင်းနှင့်စီပြန်ချက်၍စားခြင်းသည်ဟုပြောခဲ့သည် မောင်ကအညာသာမို့အညာလက်ရာမှစားခြင်းသည်ဆို၍အညာငပီချက်ဟန်ကို မောင်ထံကမေး၍ထားလိုက်ရသည်သည် ထမင်းချက်မန္နန်ခါကအညာငပီကောင်းကောင်းချက်တတ်သည်ဆိုသည်ကိုပင် သူကချက်ခွင့်မပေးခဲ့မောင်ကမှားခဲ့တယ်မကြည်သည်စိန်ကိုအရင်ပြုတ်ရမယ်တဲ့ပါဇက်ကလည်းပြောသေး၏ သူကိုယ်တိုင်မကြည်သည်အစိမ်ကိုပြုတ်၏မနန်းခါငရုတ်တီထောင်းနေစေငမင်းရင်ငပီကို သူကတစ်၏ရေစင်စင်စေပြီးမှတရားမီကိုယုတ်တီရဲ့မိသွားသောကြောင့်တစ်ပြီးမှငပီကောင်ကိုရေစေးမိသည်ရေများဝင်သွားသောကြောင့်ငပီအရာသားများပြက်သွားလိမ့်မလားစိတ်ကလည်းစိုးရိမ်မိသေးသည်ငပီချက်ကိုစီပြန်တော့မှငရုတ်တီအစိမ်တောင်းကိုအညာချွေ၍ထည့်လိုက်သည် ခြာကန်ဤတွင်နနန်းပင်ကိုလေအုပ်လိုက်ရသေးသည် မနန်းခါမှာမိသူဤတဖို့နှင့်ဟင်းချုံကြက်သားဟင်းငဖဲတို့အတွေ့ကြက်သွန်စီတက်များကိုလုံနေစဉ်အတော်တွင် ထွေးသည်ငပီချက်တအိုးနှင့်အချိန်ကုန်တော့သည်၁တနေ့ထိုးဖို့၅မိနစ်အလိုကြရင်အဲ့ဒီအိုးတွေအကုန်ပြန်တွင်းတော့မမရေချိုးမယ်မနန်းခါကိုမှာခဲ၍ရေချိုးကန်းတို့ပြေးခဲ့သည်မောင်ဟင်းအထူးမာတော်နေတွင်ဟင်းချက်ရာတီကို ထွေကပို၍ပြောသည် မောင်ဟင်းအထူးဆိုသည်မှာလေအညာငပိချက်ကြာဆန်းချက်မကြည်ရွယ်ကြုံနေမောင်ဟင်းများသာဖြစ်လေဖြစ်ထရှိပေသည်ဘူကတော်အချင်းချင်းတွေ့ဆုံလေဟင်းချက်နီးနေဟင်းဆက်ကိုထွေးကကောက်ခငင်ကမိတတ်၏အိမ်ပြန်ရောက်လေချက်၍ကြည်ရသေးသည်နေလေထမင်းစားပွဲတွင် မောင်က မကြည်သည်စိမ့်နေငမြင်ရင်ငပိချက်ကိုချီမောမဆုံးဖြစ်နေသောအခါထွေးသည် မျက်နာမထားတတ်အောင်ပျော်ရွှင်၍သွားတော်သည် အမေနှင့်နေစဉ်ကမိုးချက်သောနေ့တွင်မိုးတဲသို့ကစွန်းရွယ်နေနေဖဲ့ထဲ၍ချက်သည်ကိုတွေ့ခဲ့ရသည်မောင်ကတော့မိုးဟင်းတွင်ငရုတ်တီစိမ့်လင်းကားတော့ထဲ့ချက်မှကြိုက်ပေသည်ထွေးသည်ငရုတ်တီဆိုလင်းဘာငရုတ်တီမှမကြိုက်တော့လေမောင်စားမည်ဆိုတော့အတူလိုက်၍စားခဲ့သည်ညနေတင်းနစ်ရိုက်သွားမည်ဆိုလင်ဖနက်ဖြူဘောင်းမီတို့နှင့်ချွေးစုံမီအင်ကြီးလက်တို့တို့ကို အစင်နဲ့ထုတ်ထားရသေးသည် မနေ့ကတင်းနစ်ရိုင်းနေစဉ်တွင် မောင်စည်းသွားသောခြေအိမ်မှာနောက်ဘိုးကမြမွားကလေးများကပ်နေ၍တခုစီဖြုံနေရသည် ထွေကားသာဆေးရှည်လက်ရှည်ဖြုံမပေးလင်နန်းခါသည်ဒီအတိုင်းမင်းလျှော်ပြလိုက်မည်ဖြစ်သည်ရင်းနှစ်ထိသွားတော့လေနောက်ဘိုးများကကံမြဲကပ်နေ၍မောင်ခြေတော်ကိုစူးမကိုစိုးရင်ရသေးသည်မောင်တင်းနစ်ရိုက်ထွက်သွားပြန်လင်မနေ့ယုံတဲ့စီရန်အတွက်ဖနက်အညိုကိုပြောင်းအောင်တိုက်ရသေးသည် ဂုံဘတ်ကိုရေနစ်ထိလိုက် ဖနက်ဦးကိုပုတ်လိုက် စီးနီတလဲတို့၍တဖန်ပြန်တိုက်နီဖနက်ဦးမှာဝင်ဝင်လက်လက်ဆိုလာမှလက်ကချတော့သည်နန်းခါတိုက်ရင် စီးနေသောကြောင့်ဖနက်သည်အဲ့၍အဲ့၍လာတတ်သည်အမီနစ်နေစဉ်ကခက်အီးအီးနေသောမမကိုနန်းခါကအံ့ဩ၍နေပေသည်ဟိုတုန်းကဆိုရင်တလားမှာရပောင်း30လောက်ထွေးသည်အိယာဘော်တွင်မူးခြင်းလဲမူးနေမည် ဖျားကျင်လဲဖျားနေမည်ဖြစ်သည်ယခုတော့ထွေးသည်တချင်းလေးတအေးအေးနှစ်ဖြစ်သည်ညာပေမောင်စာကြည်ချင်းတွင် မနန်းခါသည်အိယာများကိုလှဲကာပြင်ဆင်ရ၏ထွေးကအိယာဝင်ကန်းနီမောင်တော်တတ်သောကော်ဖီကြာကြာကို ကိုတိုင်းဖြောသည် ယခုလိုခွဲခွာ၍နေသော အချိန်တွင်မူစာချိန်တိုင်းလေထွေးလူဖွေဖွေရရဘသူကများမောင်ကိုချက်ပြုတ်ကျွေးမွေးပါလေမိုးကြောင့်အေးသည်ဖြစ်စီ ဆောင်းတန်ကြောင်ပင်အေးဒီဖြစ်စေမောင်ရီချိုးချင်းတွင်ဘသူကားများ မောင်အတွက်ရည်နွေတည်ပေးပါလေထွေးသည်ညင်ညင်ထိုင်တွေး၍မရနှုံမမထွက်တော်လဲသူ့ရင်ခွင်ထဲမှစကားများပြောင်းဆန့်အောင်ပြောလာကြသည်မောင်ကအိတ်ခန့်နီးကော်ဖီပူပူတောက်ရမှာ သူ့ကိုဘသူလှုပ်ပေးမလဲရုံစင်းချိန်နဲ့အိတ်ချိန်ကြားမှာသူ့ဘာရီများလှုပ်နေမလဲအရင်ကအရင်မတော့ဖဲမရိုက်တတ်ပေမဲ့အခုအားလက်ချင်းတွေကိုဖြုံးရအောင် အရက်တွေများတောက်နေမှဖြင့်ပြီးတော့နေရတော့လဲမက်စ်မှာထွေးသည်ထိုင်ရမှငောက်ခနေထကအေးရပေးစပွဲပေါ်ရှိရဲတောင်တစ်ခုကိုကောက်၍ယူလိုက်သည်ဝမ်းတွင်အပူကြောင့်ဆို့လာသောနဖူးမှချွေးများခြောက်လူခြောက်ညာရဲတောင်နေတစ်ဖြက်ဖြက်ခလိုက်၏ရင်ထဲမှာတစ်ဆူဆူဝေဒနာကဖြစ်လာလိုက်သေးသည်အစာတောက်ကိုဂယုတဆိုင်လှုပ်ပေးသူမရှိ၍ဝမ်းမှာကောင်းမမလားညာရီချိန်မှာခြုံဆောင်ကအမြဲလိုလို꽈တတ်တာ ထွေရညာတိုင်းလိုလိုဆောင်းကိုနွေနွေထွေထွေလုပ်ပေးရ၏အခုနေရင်ပတ်မြအေးအေးမိမှဖြင့်မိုးတွင်ဖျားနေမိလားဖျားနေရင်တော့သူစေးုံတက်ရမှာပါပဲစေးုံမတက်လို့ဘသူကသူ့ကိုပြုစုမလဲစေးုံရောက်တော့သူနာပြုစရာမလေးတွေက အပြုစုကကောင်းတဲ့နဲ့ပြီးတော့သူတို့ကငငယ်ကလေးတွေဟွန်းယောက်ျားဆိုတာပြုစုယူရကောင်းတာကိုတာယာတတ်တာအမလီဆီယာမတယောက်ယောက်နဲ့များမတော်တဆညားမှာဖြင့် ဖယားဖယားထွေးသည် ထိုင်ရာမှဘုံစိုးအိယာဘောပြလဲလိုက်ပြန်သည်ရတောင်သည် စကူများကွာထွက်မတက်ပြင်းပြင်းထန်ထန်လှူရှားလာသည်ချွေများသည်ဆူရာမှနဖူးပြင်သို့ စီကြသည်ရင်ထဲကဆူဆူနင်းနင်းဖြစ်နေခြင်းမှမပြောက်တော့ဘဲကြက်တလူဖြစ်လာသည် အပြင်တွင်မိုးစိမ့်စိမ့်ရွာနေပါလျက်နှင့်ဘားကြောင်များသူ့တွင်ချွေပြန်နေပါလိမ့်ထွေးသည်ခေါင်းအောင်မှ လက်ကင်မွားကိုဆွဲယူကချွေများကိုတုပ်လိုက်သည်ရေတောင်ကို အသာချ၍အိယာမထားလိုက်ပြန်သည်ဖျားကန်ရှိရာသို့ခမ်းမြန်မြန်ပင်လျှောက်သွားကပဝါဖြူကိုစုံချ၍ဖျားရှိကို၏စိတ်ကတီတီငိမ့်ငိမ့်မဖြစ်နိုင်သေးပေမောင်အတွက်မြစ်တာတုပ်ကိုရွဖတ်ပူဇော်ရတွင်အတန်းမှာကဒုံကရင်နှင့်တခါတခါဆိုရင်ကနောက်ပိုက်ကို မေ့၍သွားပြန်သည် ဖျားရှိကိုကိုအကျေကြီးရွတ်ဖက်၍မရတော့ပြီဖျားကံမှခွာ၍ဝရန္တာသို့ထွက်လာခဲ့သည်မိုးသားများအောက်တွင် လာရောက်သည် မြေပြင်ပေါ်သို့ကြာ၍နေလေသည် မိုးဦးလေသည် တစိမ့်စိမ့်တိုက်ခတ်ရာမှပုံညက်ပန်းရနန်းကိုတည်ယူ၍လာခဲ့၏အမန်တော်ညင်အခင်သည်တာတော့တာရာပင်ရှိ၏ထွေဤမျိုးလုံးတွင် လာရောက်ကြီးအလှပကိုမမြင်ပန်းရနန်းတို့သည်လေမမွေတော့ပါတကား မောင်ထံမှာစာလာချိန်များလေတပြေးပြေးဝေးဝေးလာခဲ့သည်မှာယူမှာယူပါမလားအညာကအဖွာကလည်းတတိပေးဘူးသည်စစ်ဘူးငငယ်ရွရွဆိုရင်မောင်တော်တော်အရက်ကဈေးကောင်းပေးသည်ဆိုသည် မောင်ကလည်းစစ်ဘူးပြစ်စငငယ်ရွရွတခုခုတော့တခုခုပဲပဲမောင်စာတဲ့တွင် မောင်နှစ်တခါကအလွန်ရင်နီးခဲ့သည်ဆိုတော့ခင်မမသူ့ထံသို့လာရောက်လဲပတ်ကြောင်းလဲပါခဲ့သေးသည် ကဲမောင်ဝနှိလေစားစားခြင်းခင်မမကပေါင်မုံကိုထောပတ်တွေပါရီတို့ကျဲဥကျော်ရီပါရီနဲ့နှိလေစားစားဖို့လာပို့ပါပြီတဲ့ဘယ်နဲ့လို့ပါသူကလည်းစားခြင်းမှာပေါ့ယောက်ျားတယောက်ကိုနှစ်သက်ဆွဲလန်းစေခြင်းအစာကောင်းကောင်းချက်ပြုတ်ကျူရမတဲ့စကားလည်းရှိတာပဲဒီလိုနဲ့တဖြည်းဖြည်းตายရလာရောညနေတိုင်းဆိုတင်းနစ်သွားရချင်းရိုက် မရိုက်ချင်းလမ်းတွဲရှောင်မှာကြာတော့ခင်မမကအပိုင်စီးလိုက် ထွေသည်ငိုခြင်းတလူလိုဖြစ်လာ၏သူကကြာဘူးသည့်ပုံမြင်များမှာများနေ၍စူးရင်စိတ်ကများလာသည် သူတို့နေရောက်မှာငယ်ရွယ်သူများသာသည်လက်ထပ်ထားသည်မှာလဲသုံးနှစ်များပင်မပြည့်တတ်သည်သာသမီများ တွေ့သည့်တွေ့ဖို့နှင့်ဘူကြီးကြုံမောင်းပြီးယခုလိုခိတခွဲခွာနေရင်က မင်းကလေးတယောက်နောက်ကိုပါ၍သွားသေးသည် ဘူကျော်မောင်ဤဇနီးရှိုက်ကြီးတငင်ငိုစင်ကားများထွေးကရော်၍ငိုရသေးသည် အခုတော့ဘူကြီးမှစစ်တပ်တဲကပင် ထွက်၍သွားပေးပြီဒီလိုအဖြစ်တွေက သူ့တွင်ရောဖြစ်မလာနိုင်ပေဘူးလားတာသမီးတန်ရောစင်ရှိလျက်နဲ့တော့မငဲ့ကွက်ပါလင်သူ့လိုလုံချင်းကိုမောင်တွေတာသောတန်ရောစင်သည်မြည်မြခိုင်မာပါမည်နီစိတ်မှာပူ၍ပူ၍ရှုပ်လာသည်ဘယ်တော့ပြန်လာမည်ကိုလည်းမသိ ဘာကြောင့်ကြာသေးကိုလည်းမတွေးတဲ့အမေကိုလွမ်းလုံးကလွမ်းသည်ဆိုပေမဲ့စိတ်မှာလှုပ်လှုပ်ရှားရှားမဖြစ်လာပြီစိတ်ငြိမ်အောင်အိတ်ခမ်းတွင်သို့ပြန်ဝင်ခဲ့၏စပွဲပေါ်မှာစာအုပ်ကိုလှမ်းဆွဲယူကာကဒင်ရှိရာသို့လျှောက်လာသည်ကဒင်ပေါ်လှဲကစာအုပ်ကို အလဲမှဖွင့်၍ဖတ်လိုက်သောအခါမျက်လုံးတို့သည်မမျောလင့်သော စာကြောင်းလေးများပေါ်သို့ကြာရောက်သွားသည်။ကဲစာကုန်ပြီ။ ပြန်ပွားချည်၍ကြာလီသလိုသဘောအင်းတူနောက်ပေါ်လူနှင့်မူယူဖောက်ပြန်ရှီလိတ်ဟန်ကိုဖန်ဖန်လွန်းစွ့ယူရင်းချွတ်ခဲ့နူညွတ်ဖွဲရခုတန်ဝါကခတ္တာဖြူဖွေမစဲသေးလျက်ရောထွေးရက်ခါဘယ်ချင်းရာကြောင့်ရင်းမာရွှေပန်းပွင့်စုံလန်းသည် နေနိုင်သိနှင့်ကံမာတော့ ထွေးသည်စာအုပ်ကိုအဝေးသို့လွှတ်ချပြစ်လိုက်၏အမှန်တော့ကဗျာစာပိုက်လေးသည်လှပ၍တိမ်မွေသောစာပိုက်များသာသည်ချစ်တော်သူ၏မတိချလာသောအချစ်ကိုပန်ကလေးများနှင့်တော်၎င်းနေမင်းနှင့်၎င်းနှိုင်းရှင်၍ဖော်ပြထား၏ခုချိန်တွင်ခတ္တာပန်တို့မကြသည်မတုံသေးပါပဲလျက်ရင်းမာပန်သည်ရောထွေရှစ်တွင်၍ဘားကြောင်များဝင်ရောက်ပွင့်လာကြပါသည်နိခေစကားနေဆိုလျှင် ်ဇူထူဖော်ဝင်ရောက်လာတော့အချစ်သက်ကိုရင်းမာပန်းနဲ့တင်စား၍ဆိုလိုက်သည်ချစ်ဦးသူငုတ်တုတ်ရှိပါလျက်နဲ့အသက်ဝင်ရောက်လာပုံကို ပန်းပွင့်သလိုဖွေနှွယ်လိုက်သည်နေမင်းသည်လည်းတင်ရသည်တွင် ဖြစ်စေကံရသည်တွင်ဖြစ်စေရှိသင်ပါလျက်တိမ်မာလိုလိုကံလိုလိုနှင့်မပြတ်မသားဖြစ်နေဟန်ကိုချစ်သူဤစိတ်နှင့်နိုင်ရှင်ထားခဲ့၏။ကြောင်တုံးကဆိုလီလဝဲတုံတရရတူများတွင် ထူစာပိုက်ကိုအကြိုက်နှစ်သက်ဆုံးသောထွေသည်ယခုတော့စာအုပ်ကိုပင်အဝေးသို့လွှင့်ပြလိုက်သည်တကားတငယ်ချင်းငယ်ကရောင်မာလို့ရှိမိကိုလွမ်းလဲတောက်တော်ရေချမ်းစားတော်ကွန်းနှင့်သွန်နှင့်ညောင်းရီပန်းတပြေနှင့် ပြေဘူးငယ်ရှိဘာကိုလွမ်းသည်တောက်တော်ရေချမ်းစားတော်ကွန်းနှင့်သွန်တဲ့ညောင်းရီပန်းတပြေနှင့်ပြေဘူးငယ်ရှိမောင်ကလေးမောင်ကိုလွမ်းတော့ တောက်တော်ရေချမ်းစွာတော်ကွန်းနဲ့သွန်နဲ့ညောင်ရေမပြေပါလို့တောက်တော်ရေအိုဂျုံထူကောင်းနေအပြူဖြူငေးနှမမာလီကြုံရတယ်ရှင်ထိုအိုင်ချင်းကိုတကလေ945ခုနဲ့လောက်တွင် ရာဇာတွေတကုံတို့ချီရာတွင် ရာဇာတွေကျင်ရတော်ရေးသည်ဟုဆိုသည် နှစ်ပေါင်းက900ကျော်ကြာမြင့်ခဲ့ပြီခေတီလေအင်းဝမှသည်ဟန်တာဝတီကိုဖျက်ကျော်၍ ကူးမောင်စကိုပင်လုံခဲ့ပြီကျွန်သက်တရာကျော်ကိုလေဖြတ်တန်း၍လွတ်လပ်ရည်သက်ပင်၁နှစ်ကျော်ခဲ့ကြပြီတကားစီအရှင်ကြောင့်ရာဇာတရွကျင်ရတော်နီထွေးတို့ဤခံစားရချက်ကဘာမျှခြားနာမှုမရှိပြီ။ ဆီယာမကြီးခင်းနေယူဤသားထားတဲ့မောင်းကိုလွမ်းတော့ဆိုတဲ့ဝတ္ထုတူလေးကတော့ဒီတွင်ပဲပြီးဆုံးသွားခဲ့ပါပြီ။နားဆင်ပေးကြတဲ့ဒုခရဲ့ချစ်တော်ပရိသတ်များအားလုံးကုစိတ်နှပြကြမ်းမွှင်လန်းကြပါသည်ရှင်။